Hello guys, welcome back. ဒီကနေ့ Masu Palm Analysis ပြလုပ်ပေးမယ့်သူကတော့ Masu ရဲ့သမတာကြီးဦးဝင်းမြင့်ရဲ့လက္ခဏာပဲဖြစ်ပါတယ်ပေါ့နော်။အဲဒီတော့ Masu Google မှာရှာဖွေတွေ့ရှိသမျှတော့အာသမတာကြီးဦးဝင်းမြင့်ရဲ့လက်ဖွားပုံပါတဲ့ပုံ၃ပုံကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီ၃ပုံမှာလည်းလက်ဖွားတဲကလက္ခဏာကိုကြီးကြီးလင်းလင်းပြပြတတ်တတ်လေးတွေတွေ့ခဲ့ရတယ်ပေါ့နော်။အဲဒီတော့ဒီဟာလေးတွေနဲ့ ဒီအရာလေးတွေကိုကြည့်ပြီးတော့ရသလောက် information လေးနဲ့သမနာကြီးဦးဝင်းမြင့်အကြောင်းကိုအာတစ်ချက်လောက်ကြည့်ကြည့်ကြရမယ်ပေါ့နော်ဒီပုံလေးကနေစမယ်ပေါ့နော်ဒီပုံလေးကဆိုလို့ရှိရင်အားလုံးမြင်မြင်ရတဲ့အချိန်မှာသမနာကြီးဦးဝင်းမြင့်ရဲ့လက်ဖဝါပုံအစဖြစ်ပါတယ်အဲဒီတော့သမားဦးဆောင်မစုပြောချင်တာကသမနာကြီးဦးဝင်းမြင့်ရဲ့လက်ဖဝါ type ပေါ့နော်လက်ပုံတံတန်ပေါ့နော်လက်ပုံတံတန်ကသူကဘာထဲမှာပါလဲဆိုတော့ air ထဲမှာပါတယ် air ဆိုတော့လေပေါ့နော်လေလက်ဖွားတိုက်ပေါ့လေလက်ဖွားတိုက်ကဘလို့ရှိလဲဆိုတော့ဒီလက်ဒီလက်ဖွားကဒီလက်ချောင်းလေးတွေထက်နည်းနည်းလေးတိုတယ်လက်ချောင်းလေးတွေကနည်းနည်းလေးအနှဲငယ်ပေါ့နော်ပိုရှည်တယ်ပေါ့နော်လက်ချောင်းလေးတွေကဒီဟာထက်နည်းနည်းပိုရှည်သွားတာ ਨੇ သူက air လို့ပြောလို့ရတယ်နော် air လက်ဖွား type လို့ပြောလို့ရတယ် air လက်ဖက်ဝါးပိုင်ရှင်ရှိတဲ့သူတွေကထက်မြတ်တယ်ပြီးတော့သူတို့ကပညာကိုလိုလားတယ်ပညာကိုအမြဲတမ်းစီးပူးပြီးတော့သူတို့ရဲ့ဉာဏ်ရည်ကိုအမြဲတမ်းမြင့်တင်နေရတာကြိုက်တယ်ပြီးတော့ communication လည်းအရန်ကောင်းတယ်ဟိုပြီးတော့တွေးတာခေါ်တာပြောတာဆိုတာအကောင်လုံးကထက်မြတ်တယ်ကွာထက်မြတ်ပြီးတော့မြ мян ဆန်းဆန်းကြည့်ရသွက်လက်တယ်ပေါ့နော်လီဆိုတဲ့အတိုင်းရှိ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 နဲ့သွက်လက်နေတဲ့ပုံသဏ္ဍာန်လေးသွက်လက်သွက်လက်နေတဲ့အာအပြုတ်အမူလေး trait လေးတွေရှိရပေါ့နော်ဒါကတော့ပထမ တစ်ချက်ပါเนาะနောက်တစ်ခုကကြတော့ဒီမှာတိတိတတ်တမြင်ရတာကမဆူတော့ဗာမြင်ရလဲဆိုတော့မှဲ့လေးတွေပါတယ်ဒီဘေးနားမှာမှဲ့လေးတစ်လုံးဒါလေးကနည်းနည်းကြီးတယ်နောက်တစ်ခုကကြတော့လက်ခလေရဲ့ဒီနားမှာမှဲ့လေးတစ်လုံးပါတယ်မှဲ့ရနှလုံးပါတယ်လက်ဖွားမှာเนาะအဲ့ဒီတော့မဆူလေးလာလိုက်တဲ့ခါကြတော့ဟမ်ပထမဦးဆုံးဒီနေရာမှဲ့လေးကိုပြောမယ်ပေါ့နော်ဒီ area က area of luna လို့ပြောတယ် Mount of Luna ပေါ့နော်ဒီ area ကဘာကိုကိုစားပြုရလဲဆိုတော့သူက spirituality ကိုကိုစားပြုတယ် creativity imagination သိရမလားဟိုစိတ်ကူးစိတ်တန်းကောင်းတာတီထွင်ဆိုင်ရမှုတီထွင်တီထွင်ကြံစားမှုတွေအားကောင်းတဲ့ပုံစံပေါ့နော်အဲ့ဒါကိုပြောတယ်အဲ့ဒီတော့သမရာကြီးဥဝင်မြာဆိုလို့ရှိရင်အရန်စိတ်ကူးစိတ်တန်းကောင်းတဲ့ထဲမှာပါတယ်လို့မဆိုလို့တွက်လို့ရတယ်အကျံပြင်းနောက်တစ်ခုကကြတော့လက်ခက်လယ်မှာပါတယ်မှဲ့ပေါ့နော် ဒီလက်ခံလဲမှာ မှဲ့ပါတဲ့သူတွေကဘာဘလို့ဖြစ်လဲဆိုလို့ရှင်ဟိုမနိုင်နဲ့ဝင်နေပေါ့နော်တာဝင်နေအရန်ယူရတယ်မိသားစုတာဝင်နေရှိမယ်တိုင်းပြည်တာဝင်ရှိမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေရဲ့တာဝင်ရှိမယ်အဲ့ဒီတာဝင်တွေကကိုယ်နဲ့မမျှအောင်ထမ်းဆောင်ရတဲ့အဲပုံတန်ရှိရပေါ့နော်သူရဲ့ဟိုအတိတ်ကံကအဲ့လိုပါလာတာကွာသူများတွေရဲ့တာဝင်တွေကိုထမ်းဆောင်ရမယ်ဆိုတော့ ပြရုပ်ပေါ့နော်အဲအဲ့လိုမျိုးလေးပါလာတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါကြတော့မှဲ့လေးနှစ်ခုရဲ့အကြောင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဟွနောက်တစ်ခုကကြတော့ဒီမှာ mount of sorry mount ဘာလဲ marjory line လေးတွေအကြောင်းပြောမယ်ဒီလက်တန်းရဲ့အောက်မှာအရန်ကို သိတာထင်ရှားပါတယ်နော် mama curry line လေးက၄ခုတောင်ပါတယ်နော်၄ခုတောင်ပါတယ်ဒီလက်တန်းအောက်က ီဂျိုဂုံမာကျူရီလို့ခေါ်တယ်မာကျူရီဂျိုဂုံလို့ခေါ်တယ်အဲ့မာကျူရီဂျိုဂုံမှာပါလာတဲ့ဟွာလေးတွေမြင်းလေးတွေဒေါင်းလိုက်မြင်းလေးတွေကို mercury lines လို့ခေါ်တယ် mercury lines ပါတဲ့သူတွေက business လုပ်တဲ့အခါအာဗာလဲလုပ်ငန်းလုပ်တဲ့အခါကြာလို့ရှိရင်အရန်ကောင်းတယ်အောင်မြင်တဲ့လုပ်ငန်းရှင်တွေဖြစ်မယ်ပေါ့နော် mercury line ရှိတဲ့သူတွေကစီးပွားရေးလုပ်လို့ရှိရင်အရန်တော်တယ် communication လုပ်တဲ့အခါမှာလှပတဲ့စကားလုံးတွေနဲ့သူတို့ကစကားပြောတတ်တယ်စကား စကလုံးအရန်ကျွဲတဲ့ထဲမှာပါတယ်ပေါ့เนาะပြီးတော့ကျမ်းမာရေးကောငွေရေးကြည့်ရေးကရေးကောနှစ်ခုစလုံးကိုတောင်းတောင်းတင်းတင်းနဲ့သူတို့ကစွမ်းဆောင်နိုင်နေပေါ့เนาะကျမ်းမာမှာချမ်းသာမယ်ဆိုတဲ့အတိုင်းပဲသူကကျမ်းကျမ်းမာမာရှိရတဲ့အတွက်ကြောင့်မလို့ချမ်းချမ်းသက်သာဖြစ်မှုကိုလည်းသူတို့က ယူဆောင်နိုင်တယ်ပြီးတော့မာဂျုံမစုတော့ဒီ Mercury Lines လေးတွေအကြောင်းကိုပြောကြမယ် Mercury Lines လေးတွေပါတဲ့သူတွေကလေစီးပွားရေးလောက်တာအရန်တော်တယ်သူတို့က strategy ကောင်းကောင်းဆွဲနိုင်တယ် communication ကောင်းကောင်းရတယ်ဟိုသူတို့ချမှတ်ထားတဲ့ goal ကို objective ကိုကောင်းကောင်း implement လုပ်နိုင်ပြီးတော့မြန်မြန်ဆန်ဆန်သွားနိုင်တယ်ကွာတကယ်ကိုမှဟိုအောင်မြင်တဲ့စီးပွားရေးသမားတွေလက်မှာဆိုလို့ရှိရင်လည်း Mercury Lines တွေပါတာတွေ့ရတယ်နောက်တစ်ခုကကြတော့ Mercury Lines ရဲ့ကောင်းတဲ့အချက်ကပါလဲဆိုတော့ ကျမ်းမာမှချမ်းသာမယ်ဆိုတဲ့အတိုင်းပဲသူတို့ကကျမ်းမာကျမ်းမာရေးရလဲကောင်းတဲ့အတွက်ကြောင့်မလို့ချမ်းသာမှုကိုလည်းလွတ်လွတ်ကူကူလုပ်နိုင်တယ်ကွာနောက်တတိယအချက်ကဘာလဲဆိုတော့ mercury lines ပါတဲ့သူတွေမှာ healing energy ရှိတယ်သူတို့ကလေအငိမ့်တဲ့အေးတဲ့ရှိတယ်ကွာလေဆိုတဲ့အတိုင်းပဲအေးမြတဲ့သဘောရှိတယ်ဥပမာဆရာဝန်တို့ nurse တို့ clinical counselor တို့မှာဒီ mercury lines လေးတွေပါတယ်ဆိုလို့ရှိရင်သူတို့ပေးတဲ့ဆေးသူတို့ညွှန်းတဲ့ဆေးညွှန်းက ဟိုလူနာနဲ့ဆိုလို့ရှိရင်ဟိုစေးတဲ့တယ်ပေါ့နော်ဘယ်လိုပြောမလဲဟိုသူတို့ရဲ့ကုသမှုကအရန်ထိရောက်မှုရှိရယ်လူနာကိုတတ်တာသွားစေတယ်လူနာကိုကောင်းသွားတယ်အေးချမ်းသွားတယ်တတ်တာသွားတယ်ဆိုရယ် sense မျိုးရစေတယ်ပေါ့နော်သူတို့ရဲ့ healing energy ကတစ်ဖက်သားကိုဘယ်လိုပြောမလဲဟိုခံစားစေရတယ်ပေါ့နော် အဲ့ဒါက Mercury Lines လေးတွေရဲ့အာသာချက်ပေါ့နော်နောက်တစ်ခုကကြာတော့မဆုတော့အသက်လမ်းကြောင်းကိုပြောပါမယ်အသက်လမ်းကြောင်းကအလုံးမြင်ရတဲ့အချိန်မှာဒီမှာအဖြတ်အတောင်မရှိကောင်းကောင်းလေးနဲ့ဆင်းလာတယ်ဒါပေမဲ့အောက်ဆုံးမှာကနှစ်ခွလေးနဲ့꿰သွားတယ်ပေါ့နော်မြင်ရလားမသိဘူးအဲ့ဒါကဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်သမရာကြီးဥဝင်းမြင့်啊ဆိုလို့ရှိရင်သူဘဝတလျှောက်လုံးမှာသူကနေလာတဲ့ lifestyle ကနေပြီးတော့ဒီနှောင်းပိုင်းမှာပေါ့နော်ဘဝနှောင်းပိုင်းမှာဒီနေရာလောက်ကနေစပြီးတော့ဟို ဆုံးနှစ်ထိပေါ့နော်ဆုံးနှစ်ထိသူက lifestyle ကို shift လုပ်ပြီးတော့ပြောင်းပြီးတော့မှနေသွားမဲ့ပုံစံကွာအခုလည်းအားလုံးသိကြတဲ့အတိုင်းမဲ2021မှာဒီလိုဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဟိုသူ့ရဲ့ lifestyle ကိုပြောင်းလိုက်ရတယ်ပေါ့နော်နေထိုင်မှုဘဝပုံစံကိုပြောင်းလိုက်ရတဲ့ပုံစံရှိရဲအဲ့ဒီဟာနေပဲသူကနောက်ဆုံးအထိသွားမဲ့ပုံစံရှိရဲဒါပေမဲ့ဒီလိုမျိုးပြောင်းလိုက်ရလို့သူ့ဘဝက ဟိုသူ့ကိုယ်သူချွတ်ချုံကြသွားတာတော့သူ့ဘုသူ့ကိုယ်သူဘယ်လိုပြောမလဲစိတ်တက်ကြသွားတာလို့ရှိလားဆိုတော့လုံးဝမရှိဘူး။ तू ကလုံးဝ adjust လုပ်ပြီးတော့ဒီတိုင်းပဲဟို positive ဖြစ်ဖြစ်နဲ့ positive ဖြစ်တဲ့ mindset နဲ့နေသွားမဲ့နေသွားဖို့များတယ်ပေါ့နော်။ဒါကတော့အဲအသက်လမ်းကြောင်းပေါ့နော်။ပြီးတော့နောက်တစ်ခုကကြတော့အားလုံးတွေးကြတဲ့အတိုင်းပဲအသက်လမ်းကြောင်းမှာဆိုလို့ရှိရင် ဘာဖြတ်တောက်မှလည်းမရှိဘူးကျွန်းလည်းမရှိဘူးဘာမှမရှိဘူးပေါ့နော်အဲ့တော့သူကကြမ်းကြမ်းမှမှနဲ့သူ့ဘဝကိုအေးဆေးဆေးပဲသူကသွားမှာပဲဘလောက်ထိအပြင်လောကက လောကထဲနေရိုက်ခတ်ပါစေစိတ်ကောကိုယ်ကောဘာမှ effect မဖြစ်ဘူးပေါ့နော်နောက်တစ်ခုကဒီအသက်လမ်းကြောင်းနဲ့အပြိုင်ပေါ်နေရဒီလမ်းကြောင်းလေးတွေတွေ့လားဒီဥစ္စာလေးတွေကို influence lines လို့ခေါ်တယ်အဲ့ဒီ influence lines လေးတွေကအရန်ကောင်းနေသူကဘာကောင်းတာလဲဆိုတော့ သူ့ဘဝမှာကွာအမြဲတမ်းထောက်ပံ့ပေးမဲ့သူပြီးတော့ဟိုစောင့်ရှောက်ပေးမဲ့သူတွေရှိတယ်များသောအဖြစ်ကတော့တချောင်းနဲ့ပါလို့ရှိရင် तू ကအိမ်အောင်ဘက်ဖြစ်ဖို့များတယ်။ तू ကသမရိုင်းဥဝင်းမင်းကကြတော့၃လချောင်းအများကြီးပါတယ်။အဲ့ဒီတော့အိမ်အောင်ဘက်လည်းဖြစ်နိုင်တယ်။တခြားသူ့ရဲ့ပတ်ဝန်းကျင်ကလူတွေဖြစ်နိုင်တယ်။အမေစုကိုယ်တိုင်လည်းဖြစ်နိုင်တယ်။ဘသူမှမဖြစ်နိုင်ရင်တောင်မှသူ့ကိုအဆောင်အလျှောက်ပေးမယ်။အဆောင်အလျှောက်တွေသိရမလား higher divine တွေပါတယ်ဖြစ်နိုင်တယ်ကွာ။အဲ့ဒီရဲ့အဆောင်အလျှောက်တွေမှာသူ့မှာကရှိပြီးသားဆိုတော့သူ့ဘဝကအရန်ကြီးကိုမှ ဒုက္ခဆင်းရဲရောက်သွားတဲ့ဆိုတာကဟိုအလားအလာနည်းတယ်ပေါ့နော်အဆောင်အရှောက်တွေရှိပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မလို့ protective ဖြစ်တယ်ပေါ့နော်အကာအကွယ်ရှိတဲ့ပုံစံလေးရှိရဲပေါ့နော်နောက်တစ်ခုကကြတော့ oops နောက်တစ်ခုကမဆုလို့ဗာပြောရင်ကောင်းမလဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဦးကောင်းလန်းချောင်းအသက်လန်းချောင်းဦးကောင်းလန်းချောင်းနဲ့အသက်လန်းချောင်းနဲ့ရဒီလိုမျိုးလေး အတူတကွလာပြီးတော့မာတီနာကျတော့မှခွဲသွားတာကွာမဆူရိုးဆိုလို့ရှိရင်အဲ့လိုမဟုတ်ဘူးစလာတဲ့ကိုကပြပြင်းနဲ့လာတာနှစ်ခုကမထီဘူးနော်နခုမထီတဲ့သူတွေကမဆူလို့လို့လူမျိုးဆိုလို့ရှိရင်တဇူထိုးတဇောက်ကန်တမားတွေပေါ့နော်သူတို့ကကြတော့အဲ့လိုမဟုတ်ဘူးတေးသေးချာချာစဉ်းစားတုံးသက်ပြီးတော့မှဟိုဆောင်ပြချာချာမယ်ဆိုလို့ရှိရင်လည်းကမူးရှူလို့မချဘူးတေးချာစဉ်းစားဆုံးဖြတ်ပြီးတော့မှချတတ်တယ်ပြီးတော့သူတို့ကလေကြီးပြင်းလာတာကသူတို့ပတ်ဝန်းကျင်အတိုင်းအဝိုင်း မိဘဆွေမျိုးတွေရဲ့ influence အောက်မှာနေလာတဲ့အတွက်ကြောင့်မလို့အကောင်လုံးကိုသူကလေထဲ့သွင်းစဉ်းစားပြီးတော့မှ decision making လုပ်တယ်။မဆူလို့ဆိုရင်ဘသူရဲ့ဘာမှထဲ့သွင်းစဉ်းစားခြင်းမရှိဘူး။ကိုလုံးချင်တာကိုလုံးမယ်ဆိုရက်လူမျိုးကွာ။ तू ဒီလိုမျိုးဆက်နေတဲ့သူတွေကကြတော့မဟုတ်ဘူး။တို့ပတ်ဝန်းကျင်ကိုတို့ကယူဆိုင်တဲ့လူတွေကဘလို့မြင်မှလဲလူတွေဒီလိုမျိုးဖြစ်သွားမယ်ဆိုရင်ဘလို့ဖြစ်မှလဲဆိုတော့တေချာအကောင်လုံးကိုချုံငုံပြီးတော့မှ decision ချတဲ့သူမျိုးပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ဘလို့ပြောမလဲ။ ဟိုအရန်ကြီးအာစုံဦးတီထွင်တဲ့သူမျိုးတော့မဟုတ်ဘူးပေါ့နော်စုံဦးတီထွင်တဲ့သူမျိုးတော့မဟုတ်ဘူးနည်းနည်းရှေးရိုးဆွဲတော့နည်းနည်းဆန့်ကျင်ပဲဆန်တဲ့ဘက်ရောက်သွားနိုင်နေပေါ့နော်ဘာကြောင့်လဲဆိုတော့သူတို့အမြင်အကုန်လုံးကိုသူတို့ကအာဗာလေထည့်သွင်းစဉ်းစားတယ်ဆိုတဲ့ပုံစံပေါ့နော်နောက်တစ်ခုမှကြတော့အာဒီမှာ sand line ပေါ့နော် sand line ကကြတော့လက်ခလေအောင်မှာ sand line လေးရှိတယ်အဲ့ဒါကဘာလဲဆိုတော့သူကအသက်ကြီးပိုင်းကြတော့မှအသက်90ကျော် 60ကျော်ပေါ့နော်အဲ့လောက်ကြတော့မှ public recognition ကိုရမယ်လူတွေရဲ့အသိအမှတ်ပြုမှုလူတွေရဲ့ဟိုအလေးထားမှုကို ခံရမယ်ပုံစံပေါ့နော်နောက်တစ်ခုကကြတော့သူ့ရဲ့ mount of jupiter mount of jupiter ဒီလက်ညှိုးအောက်ကချိုကုန်မြန်မာလူတော့ဘယ်လိုခေါ်လဲတော့မသိဘူးပေါ့နော်ဗာတနင်းကနေလို့ဗာတို့ အဲ့ဒီဟာကြီးအခေါ်ဝေါ်ရရှိရမြန်မာလိုမစုမသိသေးဘူးအင်္ဂလိပ်လိုပဲစာဖတ်ထားတာဆိုတော့ဒီဟာကို Mount of Jupiter လို့ခေါ်တယ်ဒီနေရာလေးကဖောင်းနေလို့ရှိရင်သူကလေလူတွေရဲ့အဲဘယ်လိုပြောမလဲအယူအသေးလူတွေရဲ့အဲတမာတမတ်ကြတဲ့ဟိုပါဘောနော်ဖေကန်နေရာမှာရှိရတဲ့ကြောင့်မလို့လူတွေရဲ့အယူအသေးအလေးစားကိုခံရတဲ့အဲပုံစံရှိတယ်ဗောနော်။ပါလဲဆိုတော့ဒီမှာက attachment line ပေါ့เนาะ attachment line ကကြတော့သူကအာအများသောအဖြစ်ကအိမ်အောင်ရေအိမ်အောင်ဘယ်နဲ့ဆက်ကြမလဲလို့ပါလို့ဆိုရင်ဒီ line ကြီးကြတယ်ပေါ့เนาะဒီမှာသမရာကြီးဥဝင်းမြင့်မှာကကြတော့တခြားမဲပါတယ်ဆိုတော့သူ့ဘဝမှာတကယ်ကိုမှဟို deep and connected ဖြစ်တဲ့ emotional emotionally deep and connected ဖြစ်တဲ့ relationship ကတခုတည်းရှိတယ်အဲ့ဒီဥစ္စာကတော့မစုလို့တွက်လို့ရတဲ့အချိန်မှာသူ့ရဲ့အိမ်အောင်ဘက်အိမ်အောင်ဘက်ကနာမည်ကတော့မစုမသိဘူးပေါ့เนาะအဲ့ဒီ ND ပေါ့အဲသူပဲဖြစ်ဖို့များတယ်ပေါ့เนาะ မစူတော့အဲ့လိုမျိုးအကြမ်းမြင်ယူဆလို့ရတယ်နောက်တစ်ခုကဘာရှိအောင်မလဲအဲ့လောက်ပါပဲပေါ့နော်ချုံငုံပြီးပြောရမယ်ဆိုလို့ရှိရင်သမရာကြီးဦးဝင်းမြင့်ရဲ့လက်ဖဝါးကတော်တော်ကမှကောင်းတဲ့လက်ဖဝါးဖြစ်တယ်ပေါ့နော်တစ်ခုလေးပဲမစူကလင်ဟိုဟာပြောချင်တာက तू ကဒီလက်ခက်လေးမှာမှဲ့ပြီးပါသွားတာက तू ကဟိုဟာဖြစ်သွားတာပေါ့နော်ဟိုအတိတ်ကံပေါ့နော် အတိတ်ကံကိုက အများတကာရဲ့တာဝန်ကြီးအကုန်လုံးကို तू တယောက်တည်းထမ်းဆောင်သွားရမယ်အဲ အတိတ်ကံပေါ့နော်အဲအဲ့ဒီဟာလေးပါသွားတာတစ်ချက်ပဲကျန်နာတွေကတော့အကုန်ကောင်းတယ်သူရဲ့ကြံရီလက္ခဏာတွေပြီးတော့ worries line တွေလုံးဝမရှိဘူးသူရဲ့ပြင်ပမှာကဘလောက်ပဲလောကဒဏ်ကရိုက်ခတ်နေပါစေသူရဲ့စိတ်ကိုလုံးဝရိုက်ခတ်မှုမရှိဘူးသူဟာသူအကောင်လုံးနဲ့ဘယ်လိုပြောမလဲစိတ်ကိုသူ့ရဲ့စိတ်ကိုမထိခိုက်အောင်အောင်သူ့ဟာသူနေတတ်တယ် ပြီးတော့သူ့ကိုလည်းမထိခိုက်အောင်လို့ဟိုရောက်တဲ့နေရာမှာအကာအကွယ်ပေးမဲ့သူတွေအဆောင်ရှောက်ပေးမဲ့သူတွေရှိတယ်သူအခုရောက်နေတဲ့နေရာမှာလည်းသူ့ကိုအဆောင်ရှောက်ပေးမဲ့သူဟာရှိမှာပဲဘယ်သူလဲတော့မဆူတော့မသိဘူးပေါ့နော်ပြောလို့တော့မရအောင်ဒါပေမဲ့ရှိရလို့တော့မဆူယုံကြည်တယ်သူကနောက်ဆုံးဒီဥစ္စာအချိန်ထိနောက်ဆုံးအချိန်ထိဆိုတာဟိုလာတော့မယ်သူပြောတာမဟုတ်နော်အဝေးကြီးလည်းလိုရင်လည်းလိုသေးတယ်ပေါ့နော်နောက်ဆုံးအချိန်ထိသူကအေးအေးဆေးဆေးပဲသူကဖြတ်ကျော်သွားတော့မှာပဲဘာမှတမနာကြီးဝင်းမြင့်နဲ့ပတ်သက်ပြီးတော့ဘာမှဟိုစိတ်ပူစရာ လောင်စရာဘာမှမရှိဘူးပေါ့เนาะဒီလက္ခဏာအာလက္ခဏာရဲ့ဘယ်လိုပြောမလဲအာလက္ခဏာအရာဆိုလို့ရှင်အဲ့တော့အခုလိုမျိုးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ thank you very much for watching and နောက်ထပ် video တွေမှာဘသူကိုမဆူ analyze လုပ်ပေးရမယ်ဆိုတာကို comment လေးမှာရေးပြီးတော့မှ suggestion လေးပေးနိုင်ပါတယ်အဲ့ဒီလူတွေကိုမဆူသေးချာလေးမှ share ပြီးတော့မှစာသေးချာပြန်ဖတ်ပြီးတော့ analyze လုပ်ပေးပါမယ်ပေါ့เนาะအဲ့တော့ bye bye